တာရရဲနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမြ Channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့အော်တိုဘာလ18ရက်နေ့တုန်းကအထူးအထွေအောင်ပွဲကြီးမရှိတဲ့အတွက်ကြောင့်ဘာစီရဲမှအထူးချမ်းမှုမရှိဘူးဆိုတဲ့အကြောင်းပြောချင်တယ်။စစ်ခွေးတွေမတာလင်းဝင်သွားတာတော့ကတော့အောင်ပွဲလိုကြွားတော့ကမခေါ်တော့ဘူးเนาะ။ဒါကြောင့်ဒီနေ့ကတော့အထူးတစ်ဖြင့်အောင်ပွဲကြီးထူးထူးထွေထွေတော့မရှိဘူးဆိုတဲ့အကြောင်းပထမအုပ်ဆုံးပြောချင်တယ်။ပထမအုပ်ဆုံးအနေနဲ့ဗီဒီယိုတော်တော်လေးကိုရင်နာထောင်ကြည့်ရအောင်เนาะ။ကျွန်တော် MV တက်ဖို့ရမှာเนาะ။ ကျွန်တော်ဂျာမိတ်တွေရဲ့နိုင်ကပါနော်နိုင်ကကြီးအကြောင်းလေးနဲ့အဲဒီနေ့ကျွန်တော်တို့ထိုင်းနိုင်ငံပေါ့နော်ဘန်ကောက်မြို့ပလန်တစ်ခုနဲ့ပေါ့နော်တွားရောက်มาဖြစ်ပါတယ်အဲ့တော့ကျွန်တော်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ဒေါ်လာထောက်ပို့ပြည်သူတွေဒေါ်လာမြောက်ပြည်သူတွေအနေနဲ့ပေါ့နော်ကျွန်တော်တို့ကျွန်တော်ပြည်တက်ကနိုင်ကကိုပေါ့နော်မင်းမြန်ကျွန်တော်ရှိတာဆွေးနွေးကျင်တာရှိတာတိုင်ပင်ကျင်တာရှိတာကူညီကျင်တာရှိတာထောက်ပံ့ကျင်တာရှိတာကိုကျွန်တော်တိုင်ရပြည်ဆောင်ပြီးတော့ပေါ့နော်တွားရောက်ပြီးမြန်မြန်လို့ရပါတယ်အဲဒါကြောင့်မလို့ပေါ့နော်ကျွန်တော်ဒီ ကျွန်တော်နိုင်ကာကြီးရဲ့ဘောနော်အဲဖီလိုလင်ကိုချပြီးခင်ပါမယ်အကြောင်းဘလို့အဲတွားရောက်ပြီးတော့အဲဘောနော်တွေ့ချင်တဲ့လူတွေရှိရင်တွေ့လို့ရတယ်ဆိုတဲ့အကြောင်းကိုပြောချင်တာဖြစ်ပါတယ်ခင်ဗျာဟုတ်လွန်ခဲ့တဲ့ဒီစက်တင်ဘာလ28ရက်နေ့တုန်းက currently do sit uc chok mawi ကနေမှအထိုင်းကိုသွားမှဒေါ်လာရင်းနဲ့ပတ်သက်တဲ့ဥစ္စာတော့ပြောခဲ့တဲ့အခါမှာကျွန်မျိုးမြင့်ကနေမှအတော်လေးလောင်ကျွမ်းခဲ့တယ်ဒီမာဝီဟာထိုင်းကိုဘလို့သွားတယ်လဲမြန်မာနိုင်ငံတယုံကလူတွေလဲဘာမှမလုပ်ကြဘူးလား ဒီမဝေကထိုင်းကိုဘာ pass နဲ့သွားလဲဘာ visa နဲ့သွားတယ်လဲအပေါ်နဲ့သွားလားအောက်ကနေသွားသလားထိုင်းအစိုးရတွေကိုလည်းဒီလူဟာအစ်စ်ခွေးတွေကိုတော်လန်တဲ့တပုံဖြစ်တယ်ဆိုပြီးမှအဲမေကွန်းသွားမေးရမယ်ဆိုပြီးမှအတော်လေးလောင်ကျွမ်းတယ်ဆိုတော့ကျွမျိုးမြင့်တဲ့ခွေးတရိုက်တွေကိုပြောချင်တယ်ကျတို့ဒေါ်လာရဲတွေကဒီလိုမျိုး online ကနေမှပေါ်တင်ပြောပြီးသွားတယ်နော်ဆိုတော့အခုဒီ black tiger ရဲ့နာယကကဘာနဲ့သွားတယ်လဲသိချင်းသလားသွားစုံစမ်းပါ เนาะ Facebook မှာလည်း Min Chan Black Tiger ဆိုတဲ့ Facebook ရှိတယ်အဲ့မှာတော့မေးကြည့်လိုက် ဟာငါတောင်မှနင်းတို့လိုမျိုးမသွားနိုင်ပါဘူးနင်းတို့ဘလို့သွားတယ်လဲဆိုတဲ့အဥ္စာကိုတော့မေးကြည့်လိုက်เนาะကျော်မျိုးမင်းတို့နဲ့တွေ့ချင်တဲ့လူတွေကိုတို့ရဲ့ Facebook ရဲ့အောက်မှာ link ချထားတယ်အဲ့ကနေဆက်သွယ်ပြီးမှတွေ့ဆုံလို့ရတယ်တဲ့ဆိုတော့အခုကျော်မျိုးမင်းနင်းကအရင်တော့ကလည်းအရန်ရှာရှည်တယ်ဆိုတော့တွေ့ချင်တယ်ဆိုလို့ရှိရင် ဲ Black Tiger ရဲ့နာယကကဘန်ကောက်မှာရှိပါတယ်ဆိုတော့သူတို့ရဲ့ Facebook ကနေဆက်သွယ်ပြီးတော့မြင်ချင်တဲ့အရန်တောင်းတတွေ့ချင်ပါတယ်ဆိုလို့ရှိရင်တော့တော်တူပါလို့ပြောချင်တယ်เนาะဆိုတော့ဒီနေ့ Tiger Ludy ကစာနဲ့တော့လကောင်းเนาะတရေဝင်းပစတ်နဲ့အဖင်းတော့လကောင်းသူတို့ကတော့ထိုင်းဆိုရဒီက ီတော်လရဲတွေကိုထောက်ခံတယ်လို့တော့မပြောဘူးဒါပေမဲ့လည်းပဲထိုင်းနိုင်ငံမှာတော်လရဲတွေလွတ်လွတ်လပ်လပ်သွားနိုင်ဖို့ရအတွက်ထိုင်းတွေကတော့ကျွန်တော်တော်လရဲတွေကိုနားလေခွန့်လွှတ်ထားပြတာဖြစ်တယ်ဒါကြောင့်ဒီနဲ့သွားနိုင်တာနော်နင့်တို့ခွေးတွေလို့ gangster လို့မသွားဘူးကျွန်တော်ကသွားပြီဆိုလို့ရှိရင်အခုမြင်နေနော်ဒီလိုမျိုး online ကနေမှတရားဝင်ကိုယ်တိုင်ပြောပြီးမှသွားတယ်အခုနင့်တို့ခွေးကြဖို့တွေလို့ gangster တွေလို့သွားတာမဟုတ်ဘူးရောက်တဲ့နေရာမှာ ဒုံးကြီးပြစ်ခတ်ခံရတာမျိုးတော့ကျတော်တော်လည်းရင်းမှာမရှိဘူးဆိုတော့အခုဒီလိုမျိုးလုံချုံရဲနဲ့ဆက်ဆက်လို့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်အခက်ခဲနေစိန်ခေါ်မှုတွေပါရှိနေလေအခက်ခဲကတော့လုံချုံရေးပါပဲရှင်လုံချုံရေးဟိုကျမနေရာတိုင်းလည်းမသွားရဲဘူးပေါ့နော်အလုံချုံရေးလေးခက်ခဲရှိပါတယ်ရှင်ကျမစိန်ခေါ်မှုတော့တိတ်တော့မကြောက်ဘူးပေါ့နော်စိန်ခေါ်မှုတွေကိုလည်းကြော်ဖြတ်ဖို့ပဲစဉ်းစားထားပါတယ်ရှင် ဆိုတော့အခုဒီထဲမှာတက်တက်ခိုင်ကိုမဲတာကလုံချုံရဲနဲ့ challenge နဲ့ဘလိုမျိုးရှိတယ်လဲလို့မဲတဲ့အခါမှာလုံချုံရဲကတော့စိုးရိမ်ရှာရှိတယ်ဒါကြောင့်သူ့နေရတကာတွားလို့မရဘူးလို့ပြောတယ်ဆိုတော့နေရတကာမှာဘ누구ရှိတယ်လဲနေရတကာမှာပြီးသူလူထုဆိုတာရှိတယ်လူတွေရှိကြတယ်ဆိုတော့နေရတကာမတွားရဘူးဆိုကြတဲ့ကတော့ဒီလူဟာပြီးသူလူထုတည်းရန်တူဖြစ်တယ်လူမိုက်အဖွဲ့အစည်းတွေဆိုလို့ရှင်လဲကိုယ့်ရဲ့နေရနဲ့ကိုရှိကြတယ် ဆိုတော့ကို့နေရကိုကြော်ပြီးမှသွားရင်အန်ဒီရများတယ်။တခိုးသမားတွေလူရန်ကားတွေရဲ့သဘောတဘာဝကိုကြည့်တဲ့အခါမှာသူတို့ဟာတစ်အချက်အဖွဲ့အစည်းနဲ့နေကြတယ်။နင့်အချက်နေနေကသူတို့ကသူတို့ရဲ့နေမည်ဆိုတာရှိတယ်။ဒီနေမည်မှာငါပိုင်တယ်ဟိုနေမည်မှာကဘယ်လူမိုက်အုပ်စုတွေပိုင်တယ်ဆိုပြီးမှသူတို့မှာနေမည်တွေရှိတယ်။ဒါကြောင့် သူတို့ဟာသူတို့ပိုင်တဲ့နည်းမြေကလွဲရင်တခြားနည်းကိုသွားလို့ရှိရင်အသက်အန္တရာယ်ရှိတယ်ကြောက်စရာကောင်းတယ်သူတို့သွားတယ်ဆိုလို့ရှိရင်လူအုပ်ကြီးနဲ့သွားကြတယ်ဒါတောင်မှသူတို့ရဲ့အသက်အန္တရာယ်ရှိကြတယ်ထို့နည်းတူပဲအခုဒီခွေးအုပ်စုဒီဟာမြေပြင်မှာကပြီးသူတွေပဲရှိတယ်ဘဲတော်လန်ရဲမှာမှမရှိဘူးပြီးသူတွေရှိတဲ့နေရာကိုမသွားရဲဘူးလုံခြုံရေးစိုးရင်ရတယ်ပြောမှာတော့နင်းတော့ဟာ လူမိုက်ဂန်စတာတွေဖြစ်တယ် ဒါကြောင့်မို့ပဲနင့်တို့ဟာနင့်တို့ရဲ့နေပေဖြစ်တဲ့ခွေးအုပ်စုတွေရှိတဲ့နေရာကလွဲရင်ဘယ်နေရာမှာမှနင့်တို့မသွားရဲဘူးနေရာတကာသွားရဲတာဟာအပြစ်မရှိတော့လူတွေပဲသွားလို့ရတာဒါကြောင့်ဒီနေ့ကျမတို့တော်လန်ရဲတွေဟာ ခွေးတွေဖြစ်တဲ့နေရာကလွဲရင်ကြံတဲ့နေရာပြီးသူတွေရှိနေတဲ့နေရာတိုင်းကိုသွားလို့ရတယ်ဆိုတော့အခဏတုန်းကမင်းချန် black tiger ရဲ့နာယကဟာတရားဝင် online ကနေပြောပြီးတိုင်းကိုသွားတယ်ဒီလိုမျိုးစိန်ခေါ်ပြီးသွားတာဒါကိုမှပြီးသူထောက်ခံတော့လူအဖွဲ့အစည်းတွေဖြစ်ကြပါတယ်နော်လူမဟုတ်တဲ့သူတွေလူတွေနဲ့အငင်းနဲ့ကိုက်ရံဖွင့်နေကြတဲ့သရိစံအုပ်စုတွေကတော့လူရှိတဲ့နေရာကိုမသွားရဘူးနော် ဒါကြောင့်မို့တက်တက်ခိုင်တို့ဘဝဟာ ကြောက်စရာကောင်းတယ်ဆိုတော့အခုတက်တက်ခိုင်ရဲ့ဘဝဟာအသက်လည်းမလုံခြုံဘူးဘာကြောင့်လဲဆိုတော့အခု तू နှုတ်လွန်ထားတဲ့စကားတွေအများကြီးရှိတယ်အရင်တော့ကတော့ तू ပီပီပါတီထက်ကနဲ့ခေါင်းဆောင်ဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လောက်ပဲသိတယ်ဒါပေမဲ့အခုက तू ဒေါ်အောင်ဆန်းစုကြည်တို့ကိုပြောတဲ့စကားတွေဒီနဲ့ PDF တွေကိုပြောတဲ့စကားတွေဟာ तू ကအတိုင်းထက်အလွန်များသွားပြီဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အသက်အန္တရာယ်ဟာလည်းခါတိုင်းနဲ့ပိုပြီးမှစိုးရိမ်စရာရှိတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဆိုတော့အခု तू ပြောသွားတာဟာ challenge ကတော့ तू မကြောက်ဘူးဟိုဒါကိုကြော်ဖြတ်ဖို့အတွက်လဲဆုံးဖြတ်ထားတယ်လို့ပြောတယ်ဆုံးဖြတ်ရမယ်ဒီ challenge ကိုကြော်ဖြတ်ဖို့ရအတွက်အသက်လေးပေးဆရာရှိသလိုတူဦးတီတော့ဘဲဥပေါ့မှမသိတဲ့တမီးကလည်းပဲအဲ့ထဲမှာပေးဆက်ရှာတယ်ရှိရင်လည်းပေးဆက်သွားရလိမ့်မယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ယတနာရွှေဆိုင်ဖြစ်တဲ့စိတ်နှံတော်တွေလည်းပေးဆက်တဲ့အချိန်မှာပေးဆက်လာလိမ့်မယ်လို့ပဲပြောချင်တယ်နော်ဒါကတော့ချင်းချောက်တာမဟုတ်ပါဘူးဒါကတော့ဖြစ်နိုင်တဲ့အရာတွေကိုပြောပြတာပါ အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့အော်တိုဘလ15ရက်နေ့တုန်းကခလာရ85မှာစစ်ခွေးတွေဘက်ကနေမှအတင်းအတမစုဆောင်ထားတဲ့စစ်မှုထမ်းအပတ်စဉ်9စစ်မှုထမ်းအပတ်စဉ်10စစ်မှုထမ်းအပတ်စဉ်73ဒီအပတ်စဉ်3ခုကနေမှလူ9ယောက်ကနေမှ KNLAC မှာအလုံးဝင်လာတယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့အဲ့ထဲမှာတန်းနိုင်ဦးနဲ့ရာဇာထက်ဆိုတဲ့ ကောင်လေးနှစ်ယောက်ကတော့ရောင်းစားခံရတဲ့ကောင်လေးနှစ်ယောက်ဖြစ်တယ်ဆိုတော့အခုတို့ခုနှစ်ယောက်ကနေမှ KNLC ကိုအလေးဝင်ရောက်လာခဲ့တယ်ဆိုတော့အခုစစ်ခွေးတွေအခုကျမတို့ဘဲနားမှာလည်းတင်ထားတယ်နော်စစ်ခွေးတွေပြောတယ် PDF ဒီဘက်ကနေမှစစ်ခွေးတွေဒီမှာအလေးဝင်လာခဲ့တာတွေဘလောက်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 ရှိတယ်ဆိုပြီးမှပြောကြတယ်ကျွားတို့လိုမျိုးအတမ်းမျိုးနာမည်တွေနဲ့အသက်တွေနဲ့ အပတ်စဉ်နေနဲ့အတိအကျနင်းတို့တာမျိုးပေါ်ပြနိုင်သလားဆိုတော့အခုကျမတို့ကအသက်တင်ရောနာမည်ရောပြီးလို့ရှိရင်သူတို့ရဲ့အပတ်စဉ်ရောအတိအကျပေါ်ပြထားတယ်ဒါမျိုးကိုမှခိုင်လုံတော့မန်ကန်တော့တရင်ကိုထုတ်ပြန်တယ်လို့ခေါ်တယ်နော်ပြီးလို့ရှိရင် အော်တိုဘာလ18ရက်နေ့တုန်းကလည်း နိုင်ရကံပြူဟာကုန်းကနေမှအစတုန်းကအမျိုးမျိုးကြောင့်စစ်ခွေးဘက်ကိုရောက်ရှိသွားတဲ့စစ်သားတွေဘက်ကနေမှအာခတ်တပ်တော်တွေစီမှာအလင်းဝင်ရောက်လာခဲ့တယ်ဆိုတဲ့အကြောင်းသိရတယ်။ကျွန်တော်ကတော့ဒီလိုမျိုးအတိအကျနဲ့နေရသေးတာပေတတ်ကနေမှဘေးနေရက်နဲ့မှအလင်းဝင်လာတယ်ဆိုတဲ့အကြောင်းတွေပြောပြနေတယ်။ ခွေးတွေနင့်တို့တရင်တင်နေဆိုလို့ရှင်လဲတတ်သိရှိတယ်မန်ကန်နေဆိုလို့ရှင်ဒီလိုမျိုးတရင်တင်ကြပါလို့ပြောချင်တယ်နော်ပြီးလို့ရှင်အခုကျမတို့နောက်တရင်တစ်ပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုအရင်နှာထောင်ကြည့်ရအောင်နော်ဒီ2021အရေးခင်မှာတပုံကောင်းဆုံးထားတာနော်တပုံကောင်းဆုံးထားတယ် PDF တွေလည်းပေါ်လာတယ်ကျွန်တော်တက်မတော်နဲ့တော်တော်လေးတိုက်ရတယ်တိုက်ရတော့ပထမပိုင်းမှာတက်မတော်ကဆုံးရှုံးမှုတွေများတယ်နောက်ပိုင်းတက်မတော်ကအသာစီးရလာတယ်အခုချိန်မှာတက်မတော်ကအသာစီးရတဲ့အနေထားကိုရောက်သွားပြီအဲ့ဒီအချိန်မှာ ဒီ SSPP နဲ့ RCSS ပေါ့နော်ရှမ်းနှစ်ဖွဲ့ရှိရလက်နဲ့ကိုင်ဒီနှစ်ဖွဲ့ကဟိစီပဲဗျသူတို့ကအဲ့ဘက်မှာတိုက်ပွဲမဖြစ်အောင်သူတို့မျှော်မြင်ကြီးစွာနဲ့နေတယ်ဒီ2017အခင်းအချင်းမှာသူတို့ကတပ်မတော်နဲ့ထိတိုက်ရင်ဆိုင်တဲ့တိုက်ပွဲတစ်ခုမှမလုပ်ဒါသူတို့ရဲ့မျှော်မြင်ရှိတဲ့ခေါင်းဆောင်နေရှမ်းတပုံနှစ်ဖွဲ့လုံးဒါကျွန်တော်အတိမတ်ပြပါမယ်အမျှော်မြင်မရှိတဲ့ခေါင်းဆောင်နေအုတ်ချုပ်တဲ့နေမြေတွေမှာတိုက်ပွဲတွေဖြစ်တာပဲ KIA ဆိုလဲ KIA KIA ဆိုလဲ KNU အေးအေးဆိုလဲအေးအေးဒါအမျော်မြင်မရှိတဲ့ကောင်တွေတို့နေမှာအကုန်လုံးပျက်စီးခြင်း၅ပါးတိုင်ကုန်ပြီအဲ SSBB ဆိုလို့ရှိရင်ကျွန်တော်တို့ရှမ်းမြောက်မှာတမရောကတမျိုးပြီးတမျိုးပြန်သိနေတယ်။နောင်ချိုဒီဘောဟလာကြောင်းမဲ့ဒါတွေသိနေတဲ့ခါမှာ SSBB ရဲ့အဲဒါဟိုကျွန်တော်တို့စစ်ကြောင်းနေလာလို့ရှိရင်အထောက်အပံ့ပြုတာတွေအများကြီးရှိတယ်။ဒါသူတို့ကိုဟိုဒါအတိမတ်ပြပါမယ်။အဲ့ဘက်မှာစစ်မျက်နှာတစ်ဖက်မဖွင့်ရဘူး။တမရောကအရှမ်းတောင်တို့ရှမ်းအရှေ့တို့မှာအေဂျင့်နေကြ။ဒါသူတို့ရဲ့အပြောပြင်ရှိတာ ဲ့ဒါကိုကြော်မျိုးမြန်သွားဝေဖန်တယ်။ဟာရွက်စစ်ကြီးရတဲ့ရိုးရီအားနိုင်ငံသားခံယူထားပြီးတော့ဗာဖြစ်ချင်တာတယ်။ဘာတွေပြောလဲ NCO ဘာတွေဝေဖန်လဲ။ဟာ तू ကတော့အစိုးရကိုဖားရပြီးပြောမှာမဟုတ်ဘူး။ तू အမြင်သူပြောမှာပဲ။ तू အမြင်သူပြောပိုင်ရရှိတယ်။ဒါပေမဲ့ तू မှအေဂျင့်နဲ့သူ့နဲ့မြင်မှာ။ तू အေဂျင့်အောင်အမြော်မြင်ရှိရှိနဲ့ तू ထိန်းသိမ်းထားတယ်ငင်းချမ်းကြီးကို။ဒါပေမဲ့ तू အားမလို့အားမြတ်ဖြစ်တာ तू ပြောခွင့်ရှိတယ်။ဒါကြီးကိုသွားပြီးဝေဖန်သွားဆော့ပေးနေ။သွားဆော့ပေးလို့ထားတိုက်လို့ရှိရင်တတ်မတော်ကစစ်မျက်နှာဖွေရတယ်။စစ်တပ်ကပဲတိုက်ရမှာ။ကြော်မျိုးမပါမှာမဟုတ်ဘူး။အဲ့မီဒီယာသမားတွေပါမှာမဟုတ်ဘူး။ တကယ်တက်ရမှာတက်မတော့ပဲအဲ့လိုမျိုးသွားပြီးတော့ဟိုနှစ်ပဲတပြားအုံနောက်နေပေါ့နော်သွားပြီးတော့စွာတာမျိုးဟိုစစ်မျက်နှာမဖွင့်တာကိုကတော်တော်အမျော်မြင်ကြီးရလို့ပြောရမယ်အဲ့ဒါလားပြောတာကျွန်တော်ဘူလလဆွေနဲ့ကျော်မျိုးမင်းရဲ့အချစ်ဇာလန်ကတော့ အခုဒီတလောမှာမကြာခဏဖြစ်လက်ရှိတယ်ဒီတစ်ခါလဲတစ်ခါပြန်ပြေးမှပြဿနာဖြစ်ပြီးစတော့ကလည်းဥယျာစုကို ကျုံမျိုးမြင့်ကနေမှထိုင်းနိုင်ငံသားခံယူပါတယ်ဆိုပြီးမှနှစ်ခါသုံးခါပြောဘူးတယ်ဆိုတော့အခုလောလောလတ်လတ်မှာတော့ NCA ဆယ်နှစ်ပြည့်အခမ်းအနားထဲမှာဥယျာစုလာမယ်ဆိုတဲ့အကြောင်းကိုဟိုကျုံမျိုးမြင့်ကနေမှအော်တိုဘာလအစတင်တဲ့တူအဲ့လိုမျိုးပြောခဲ့ဘူးတယ်ဒါပေမဲ့ တကယ်ကြတော့ဥယျစက NCA စနစ်ပြည့်ထဲမှာမလာခဲ့ဘူးဥယျစက်ကနေမှ NCA စနစ်ပြည့်အခမ်းအနားတွေကိုမလာတာတမကပဲနဲ့ သူတို့ဒီ RCSS အဖွဲ့ကနေမှစာထုတ်ထားတာကတော့အခုမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကိုဒီစစ်ခွေးတွေအာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်းမှာငြိမ်းချမ်းရေးပြည့်ပြည့်သွားတယ်ဆိုတဲ့အကြောင်းကိုရေးထားခဲ့တယ်။ဒါဒီကြောင့်သူပြောတော်တဲ့စကားဟာဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက်ကြောင့်အခုဥယျာစဟာထိုင်းနိုင်ငံသားခံယူထားတယ်ဆိုတဲ့အကြောင်းကိုပြန်ပြောလာခဲ့တယ်။ဒါကြောင့်မို့အခုဒီဘူလတ်လတ်ဆွေကတော့အိုက်ဆာကိုခြေပတယ်။အိုက်ဆာကိုအဓိကခြေပတာတော့မဟုတ်ဘူး။ တူတာကိုခြေပရင်းနဲ့အခုမြန်မာနိုင်ငံမှာနေရတကမှာစစ်ခွေးတွေဘက်ကနေမှစစ်မျက်နှာတွေဖွင့်ရတယ်ဖွင့်တဲ့စစ်မျက်နှာတိုင်းလဲရှုံးတယ်ဆိုတော့အခုကျမတို့ဒီဖကန့်ကနေတောင်မှ ခွေးအကောင် နေရကြောကပြန်ပြီးမှကာမိုင်းဘက်ကိုပြန်ဆုတ်ခွာခဲ့ရတယ်ဆုတ်ခွာတယ်ဆိုတာကတော့တခြားနေရကို in အထပ်ဖြစ်ဖို့ရတဲ့တွားတယ်ဒါတွေကိုကြည့်ချင်းအပြင်ခွေးတွေဟာနေရတကမှာတက်ဖြန့်ထားတဲ့အတွက်ကြောင့်ခွေးအင်အားမလောက်ဘူးဘာကြောင့်လဲဆိုတော့နေရတကမှာမတာဘက်ကိုအလင်းဝင်သွားတာတွေအများ ်းရှိတယ်စစ်မှုထမ်းဆိုလို့ရှိရင်လည်းတင်တန်းစင်တန်းနဲ့ရှက်တန်းပို့ရန်အခုဒီစစ်ခွေးတွေရဲ့အင်အားညှို့နေသွားတဲ့နေရာ၃မျိုးရှိတယ်တစ်ချက်ကတော့နေရာတကာမှာစစ်မျက်နှာရှိတဲ့အတွက်ကြောင့်စစ်ခွေးတွေနေရာတကာကိုပို့ထားရတယ်နေ့အချက်ကတော့ခွေးမတာပေါ်တာတွေများတယ်၃အချက်ကတော့ဆွဲထားတဲ့စစ်မှုထမ်းထဲကလူစစ်သားတွေကတော့ကျတော့တော်လိုက်ရဲတွေစီမှာအလင်းဝင်လာကြတယ်ဒီလိုနဲ့သူတို့ရဲ့စစ်ခွေးတွေကတော့စစ်မှုထမ်းအပတ်စဉ်ဆက်ရှိတိရောက်လာခဲ့ပေမဲ့ဒီနေ့စစ်သားမရှိတဲ့ တာဖြစ်တယ်။ဒါကြောင့်ကျွမျိုးမြင့်ကနေမှဥယျစစ်ကိုထိုင်းနိုင်ငံသားခံယူရဲဆိုပြီးမှဒီလိုမျိုး online ပြောလိုက်လို့ဥယျစစ်တို့ကမခံချင်စိတ်နဲ့လက်နဲ့တာကင်ပြီးမှစစ်ခွေးတွေကိုတိုက်ခိုက်ခဲ့တယ်ဆိုလို့ရှိရင်တော့စစ်ခွေးတွေဘက်ကနေမှစစ်မျက်နှာပြန်ဖွင့်ရမယ်စစ်မျက်နှာဖြစ်ဖွင့်ရင်စစ်ခွေးလိုတယ်ဒါကြောင့်မို့အခုဒီဘူလလဆွေကတော့ အာကျွမျိုးမျိုးဒီလိုပြောချင်အဖြစ်ဥယျာစစ်တို့တခါပြန်ပြီးမှစစ်ခွေးတွေကိုတော်လန်လာပါကိုအင်မတာမှကြောက်နေတာဖြစ်တယ်ပြီးလို့ရှင်ဒီထဲမှာသူပြောသွားတာကအခုရှမ်းမြောက်ထဲမှာရှမ်းတဘုံနဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCS နဖွဲ့ရှိတယ်လို့ပြောတယ်အခုဒီထဲမှာတောင်မှစစ်ခွေးတွေဘက်ကိုရပ်နေတဲ့ဒီရှမ်းလက်နက်ကင်တပ်ဖွဲ့နှခွေးကိုတောင်သူ့ဘာပြောလဲတဘုံလက်နက်ကင်နှခုကနေမှအမျိုးအမြင်ကြီးကြီးနဲ့လို့ပြောသွားတယ်နော် ်သူတို့ကိုကောင်းတယ်လို့ချီးကျူးနေတာမဟုတ်ဘူးစစ်ခွေးတွေဘက်ကနေမှเออซิเมียนน่ะมาพ่นยาได้อะตั่วจ้องตาดีสกาก็ပြောတာဖြစ်တယ်တကယ်လို့ตาတို့ရဲ့စိတ်သက်သေးမှာတို့ဟာငိုးလို့ ਨੇ အတူတူဖြစ်တယ်လို့ตาပြောခဲ့ရင်ဒီရှမ်းလက်နဲ့ကင်တို့ဖွဲ့ကိုတဘုံဆိုတဲ့စကလုံးကိုသူလုံးဝတုံးဆံမလို့ဘူးတို့ရဲ့စိတ်ထားစိတ်မှန်တွေကသူရဲ့ပါဇက်သေးကို ထွက်ပေါ်လာတတ်တယ်။ဒါကြောင့်မို့အခုဒီ RCSS နဲ့ SSPP ကိုလဲပဲ the shan the bone no the bone လက်နဲ့ကရင်နှစ်ဖွဲ့ဆိုပြီးမှအတုံးလုံးကိုတူတုံးသွားတယ်ဒီထဲမှာနှစ်ခုပြန်ပြောချင်တာကအခုဒီ bullet လက်ဆွေပြောသွားတာဟာဒီစစ်ခွေးတွေကတော့ဒီ2021ဒေါ်လာရေးရောက်လာခဲ့တဲ့အခါမှာအဲ the bone တွေထတယ် pdf တွေလည်းထထလာတဲ့အခါမှာကျတော့စစ်ခွေးတွေဘက်ကနေမှရှုံးလာတယ်အများကြီးရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့သူတို့ဘက်ကနေမှတမျိုးပြီးတမျိုးတိမ့်တယ်လို့ပြောတယ်ဘတ်မအုံဆုံးပြောချင်တာကတော့ ချက်မြောက်ကိုတိုက်ပြီးမှမြို့ဘလောက်ပဲရရကျတို့တော်လာရဲတွေရင်မခုန်ဘူးဆိုတဲ့အကြောင်းကျေကွဲမနေဘူးဆိုတဲ့အကြောင်းကိုပြောပြခြင်းနဲ့ဘာကြောင့်လဲဆိုတော့နင့်တို့ကကိုပိုင်ရေးခြင်းနဲ့ရတာမဟုတ်ဘူးတရုတ်ဒီဘက်ကနေမှဖိအားတော့ပေးတယ်ဒါပေမဲ့လည်းပဲဒီလောက်အထိဖိအားမပေးတဲ့အချိန်မှာကျတော့နင့်တို့လေဒီနောင်ချိုတမျိုးကိုရဖို့ရတော့နင့်နဲ့ခြီပောက်ပြီးမှနင့်တို့တိုက်ခိရတယ်မနေလေဒီနောင်ချိုတိုက်နေတဲ့အချိန်မှာ TNLD နဲ့တရုတ်ကပြန်စကားပြောတဲ့အတွက်ကြောင့်နင်တို့ရသွားတယ်ဒါတောင်နင်တို့တနစ်နီးပါတိုက်ခဲ့တယ်ကြောက်မဲတီဘောနင်တို့တိုက်ခဲ့သလားနင်တို့တိုက်ဟန်ဆောင်ပဲလုတ်ခဲ့တယ်တကယ်နင်တို့ လေဒီနောင်ချိုလိုတောင်နင်းတော့မတိုက်ခဲ့ဘူးဒီကြောက်မဲပဲဖြစ်တီဘောပဲဖြစ်နင်းတို့ရဲ့အစွမ်းစားနေပဲတိုက်မယ်ဆိုလို့ရှိရင်နိုင်ခင်ရင်တောင်မှနင်းတို့နစ်ချီပေါက်တိုက်ပြီးမှပဲနိုင်ရမယ်ဒါပေမဲ့နင်းတို့နစ်ချီခဲ့သလားမချီဘူးကြောက်မဲရပြီးတော့မကြဘူးနင်းတို့တီဘောရသွားတယ်ဒါကြောင့် ဒီချက်မြောက်ကိုတိုက်လို့နင်းတို့တိုက်လို့အောင်တာမဟုတ်ဘူးတရုတ်ကြောင့်နင်းတို့အောင်တာဖြစ်တဲ့အတွက်ကြောင့်ရင်မခုန်ဘူးကျွတ်တော်လာရဲတွေတခြားနေရာမှာရပ်ပြီးသွားတဲ့အခါမှာနင်းတို့ကိုပြန်တိုက်မေးဆိုတော့ကိုမမေ့နဲ့နင်းတို့သာအရေးချင်းရှိခဲ့တယ်ဆိုလို့ရှိရင်ဒီနဲ့အရခတ်တတော်ဒီတိမ့်ပိုက်ထားတဲ့မြို့ရွာတစ်ခုကိုရရှိခဲ့သလားဒီနဲ့ကျွန်တော်တို့ KIA ဒီတိမ့်ပိုက်ခဲ့တဲ့နေရာတနေရာကိုနင်းတို့ရရှိခဲ့သလား ဒါကြောင့်မို့ဒီနေ့ကျွားတို့လိုမျိုး in အားကြီးတဲ့နေရာထဲမှာနင်တို့ဘယ်မျိုးမရဘူးเนาะရှက်မြောက်ကိုရတာကိုရတယ်လို့မခေါ်ဘူးဒါကြောင့်မို့ပဲတီဘောရသွားတဲ့အခါမှာကြောက်မဲရရသွားတဲ့အခါမှာနင်တို့နောင်ချိုရခဲ့တယ်လို့နင်တို့ဝါသဖြန့်တယ်လားမဖြန့်ဘူးနင်တို့အနေအကျင့်တို့ပြောကြပါတယ်ဒါပေမဲ့နောင်ချိုရတော့ကလိုမျိုးနင်တို့ဝါသမဖြန့်ဘူ နောက်တစ်ခုအနေနဲ့ဒီထဲမှာဘူးလက်လက်ဆွေပြောသွားတာကတော့သူတို့စစ်ခွေးတွေဘက်ကနေမှ နောင်ချိုးရဲကြောက်မဲရဲတိဘောတွေကိုတိုက်တဲ့အခါမှာသူတို့ကို SSPP ကနေမှကူညီခဲ့တယ်ဆိုတဲ့အဥ္စာကိုတရေဝန်အခု online ကနေမှ ပြောခဲ့ပြီဆိုတော့ SSPP ဒီဟာစစ်ခွေးတွေကိုကူညီတယ်ဆိုတဲ့အဥ္စာကိုစစ်ခွေးတွေကနေမှ ပြောပေမဲ့လည်းမနေ့ကအော်တိုဘာလ18ရက်နေ့မှာတော့ SSPP ကနေမှထုတ်ပြန်ထားတဲ့စာတစ်ခုရှိတယ်အခုကျမတို့ဘေးနားမှာအားလုံးမြင်ရတဲ့အတိုင်းဖြစ်တယ်အဲ့ထဲမှာကြောက်မင်းနဲ့တီဘောအော်တိုက်ပွဲထဲမှာမဟုတ်မမှန်တဲ့အရာကိုနော် TNLD ပြောဆိုတဲ့ဥစ္စာကိုရှုံချတယ်လို့ပြောတယ်။ဘာလဲဆိုတော့အခုဒီတီဘောဒီရဖို့ရန်အတွက်စစ်ခွေးတွေကို SSPP ကနေမှကူညီတယ်ဆိုတဲ့အကြောင်းကိုလွိရီဦးကမီဒီယာကနေမှ ပြောလိုက်တယ်။ဒါကို SSPP ကနေမှမဟုတ်ပါဘူး။ ူတို့ကနေမှလုံးဝစစ်ခွေးတွေကိုမကူညီဘူးဆိုတဲ့အကြောင်းလူရီဦးမီဒီယာကနေမှ ပြောတဲ့စကားကိုကန့်ကွက်တယ်ဆိုတဲ့အကြောင်းကို SSPP ကနေမှဒီလိုမျိုးတည်ရဲဝန်စာထုတ်ထားတယ်ဆိုတော့ဘာလဲ SSPP ဒီကဒီနေ့ကျွန်တော်တို့တော်လာရေအပြည်သူတွေကိုဘာနားလေစေချင်တာလဲဒါမှမဟုတ်လို့ရှိရင်စစ်ခွေးတွေကိုဘာနားလေစေချင်တာလဲအခု ဘိုးလလဆွေကတော့ SSPP ကနေမှကုညီတယ်လို့တရားဝင်ပြောတဲ့ဥစ္စာကိုငိုရုံလုံးဝမကူညီပါဘူးညင်းဆိုတာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီနေ့ကျမတို့တော်လရဲ့ပြည်သူဒီကိုငိုရု SSPP ဒီဟာစစ်ခွေးတွေကိုမကူညီပါဘူးငိုရုဟာစစ်ခွေးတွေနဲ့တရားတွေမရှိပါဘူးဆိုတဲ့ဥစ္စာကိုဒီနေ့ကျမတို့ပြည်သူဒီကိုနားလေစေခြင်းတဲ့အတွက်ကြောင့်ဒီစာထုတ်တာလားဘယ်ဥစ္စာလဲဆိုတော့ SSPP လိန်တာလားဘိုးလလဆွေလိန်တာလား ဘသူကလိန်လို့ဘသူကအမတ်စကားပြောတာလဲဘူးလက်လက်ဆွေပြောတဲ့စကားဆိုလို့ရှိရင်ဒီချက်မြောက်တိုက်ပွဲတွေထဲမှာ SSPP ကကူညီခဲ့တယ်ဒါပေမဲ့လည်းပဲ SSPP ပြောတာဟာစစ်ခွေးတွေကိုလုံးဝမကူညီဘူးဆိုတော့ SSPP ဒီနဲ့စစ်ခွေးတွေနဲ့ညှိနှိုင်းရမယ့်အရာ ဖြစ်တယ်လို့ဒီနဲ့ကျမတို့တော်လရဲပြည်သူတွေကိုဘာကိုနားလေစေချင်တယ်လဲဆိုတာကိုလည်းဆက်လက်ပြီးတော့သတင်းထုတ်ပြန်ပါလို့ပြောချင်တယ်နော် ပြီးလို့ရှိရင်အခုဒီထဲမှာဘူးလက်လက်ဆိုဘာဖတ်ပြောထားတယ်လဲဆိုတော့အမျိုးမျိုးမရှိတဲ့ KIAD လိုမျိုးဆိုလို့ရှိရင်တော့တိုက်ပွဲပေါ်ဆောင်တယ်အရခတ်တတ်တော်လိုမျိုးတွေဆိုလို့ရှိရင်လည်းတိုက်ပွဲပေါ်ဆောင်တယ်ဒါကြောင့်မို့ဒီနေရာဒီမှာမငိမ့်ချဘူးလို့ပြောတယ်ဒီနဲ့ကျမတို့ဟာစစ်ခွေးကျုံလုတ်ဖို့လောကကြီးထဲမှာလူလာဖြစ်ခဲ့တာမဟုတ်ဘူးဆိုတော့ကိုသိစေချင်တယ်။ဒီနဲ့ကြမှာပဲ AAD ဟာနင်းတို့စစ်ခွေးတွေကိုတိုက်ပွဲပေါ်ဆောင်တယ်ဟုတ်လား။ အေးဆိုပြီးမှဒီနေ့ဒီလိုမျိုး in အားမကြီးခင်တုန်းက KIOD ပြောခဲ့တယ် AAD ကိုလည်းငိမ့်ချမ်းရေးပေါ်ဆောင်ဖို့ရအတွက် NCA ထဲမှာလက်မှတ်ရေးထိုးခိုင်းပါလို့ပြောတဲ့အခါမှာနင်းတို့လက်ခံခဲ့သလား AA ကိုလက်မခံလို့ KIO တောင်မှ NCA ထဲမှာစာချုပ်မချုပ်ဆိုဘူးတည်တယ်နော်လုံခဲ့တဲ့၁၂နှစ်လောက်တုန်းကနင်းတို့ AAD ကိုဘလို့မြင်ခဲ့တယ်လဲဒီနေ့ကြာမှာပဲ AAD ကို မိမျိုးစုံနဲ့အင်အားညော့နေအောင်နင်းတို့လုပ်နေကြတာဆိုတော့နင်းတို့ကိုနင်းတို့ရှက်တက်ရင်တော့တေဖို့ကောင်းတယ်ပြီးလို့ရှိရင်အခုကျမတို့နောက်သတင်းတပုတ်နေနဲ့လဲဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်နော်အဲ့တော့2029ခုနှစ်ရွေးကောက်ပွဲမှတ်မိရပါလားရွေးကောက်ပွဲမတိုင်မီအချိန်တုန်းကကျွန်တော်အေးချမ်းပဲဗျာသွားတဲ့နေရာကိုသွားလို့မရဘူးလားလူတန်းတွေလုံးလို့မရဘူးလားရတယ်ကလေးတွေကြောင်းပြောရွှေတက်လို့ရတယ်တန်တဲ့အသက်အန္တရာယ်ဆိုတာမရှိတော့ပါပဲ เนาะเอเอชัญญะเนี่ยเราနိုင်ငံကြီးอ่ะဒီလိုနှစ်ပေါင်းများစွာဖြစ်တည်လာခဲ့တဲ့အချိန်ကြီးရှိတိုးတော်လည်းပဲ2010ရွေးကောက်ွက်ကာလမှာတာဝန်ရှိတဲ့နိုင်ငံတော်အဖွဲ့အစည်းတွေကျွန်တော်နိုင်ငံရေးပါတီတွေဒါတွေကညှင်းညိနိုင်နိုင်လုပ်ကြဖို့ပြန်လဲစစ်ဆေးဖို့ချိန်ဖန်များစွာတောင်းဆိုပါတယ်တိုးတော်လည်းပဲအဲ့ဒီအချိန်တုန်းကအာဏာရှိတဲ့အဖွဲ့အစည်းကတပ်ပခံဝဲကြပဲနဲ့အတင်းအာဏာတွတ်တော်ဖွဲ့ဖို့လုပ်တယ်တွတ်တော်ဖွဲ့ပြီဆိုရင်အစိုးရတပ်တန်းတစ်ခုထပ်ဆရတော့မှာပေါ့ပြည်သူရဲ့အသေးချာမဲရပြားဆိုတဲ့ဥစ္စာလဲ အသေးပဲမရှိတော့ဘူးပေါ့အချိန်ချင်းညစ်တော့လည်းပဲအတင်းလို့တဲ့အတွက်ကြောင့်ဒီလိုဖြစ်ရတာပေါ့တရားခံဘယ်သူလဲလို့မင်းအဲ့ဒီတုန်းကရှိခဲ့တဲ့အဖွဲ့အစည်းရဲ့အသေးအာရမစာဝတ်ချက်ချောက်လို့ပဲကျွန်တော်ပြောရမယ်အဲ့တော့နောက်ဆက်တွဲတွေဘာတွေဖြစ်လာလဲအဖွဲ့အစည်းဝင်ချို့တွေပြပောက်ထွက်သွားတယ်မြေပေါ်မှာလက်တက်ကိုင်းတောင်းချမ်းသူတွေပေါ်လာတယ်တိတ်ဆိတ်အစ်ကျန်းနဲ့ကျွန်တော်နယ်မြေလေးဟာဒီအကျန်းဖက်လူတွေကြောင့်လက်တက်ကိုင်းပြိပခါတွေပေါ်လာ2015ရဲ့အချိန်မှာဒေါ်ခင်ကြီးဟာစစ်အင်ဂျီကိုချွတ်ပြီးတော့ ကျမ်းဖွတ်ပါတီထဲမှာစီကံပိုင်းဆိုင်ရာမှာတူတာဝန်ယူခဲ့တာဖြစ်တယ်ပြီးတော့ 2015ရွေးကောက်ပွဲမှာတော့အေယာဝတီမြောင်မြမြို့နယ်ဘက်မင်းစန္ဒာ6မှာလွတ်တော်အမအနေနဲ့ဝန်ပြန်ခဲ့တယ်။အဲ့ထဲမှာသူမင်း18000ကျော်နဲ့ဖြုံးခဲ့တယ်။2020ရောက်လာခဲ့တဲ့အခါမှာတော့သူဟာကျန်းဖွတ်ပါတီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့တယ်။ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့တဲ့အချိန်မှာတော့သူဟာလွတ်တော်အမဖြစ်ဖို့ရတဲ့ရွေးကောက်ပွဲကိုပြောင်းဝင်လာခဲ့တယ်။အဲ့ထဲမှာလည်းမင်း9000ကျော်နဲ့တခါပြန်မှဆုံးရှုံးခဲ့တယ်။နှစ်ခါဝန်ပြိုင်တယ်နှစ်ခါစလုံးရှုံးခဲ့ ဲ့တယ်ဒါတွေကြောင့်သူဟာအနိုင်ရတဲ့ပါတီဒီကိုအခဲမကျဲဘဲနဲ့သူလုံနေခဲ့တယ်အခုသူ့ရဲ့ပြိတ္တတီကိုကြည့်ကြပါသူ့ရဲ့ပြိတ္တတီဘယ်သူကများအတတ်တရောနဲ့သူ့ရဲ့ဟောင်းတောင်ကိုနားထောင်နေတာမြင်တယ်လေအရှုံးနေပဲနေရတဲ့ဒီတော်ခင်ကြီးဟာဘာပြန်ပြောလဲ2020ရဲ့ရှေ့မှာဆိုလို့ရှိရင်ပြည်သူတွေဟာအေးအေးချမ်းချမ်းနဲ့နေရတယ်ဒီ2020မှာအဓိကသူတို့ အာနာတိတ်ရတဲ့အရာဟာတကယ်ဆိုလို့ရှိရင်တော့ DNLD ကောင်းဆောင်တွေကိုဘာကြောင့်မဖမ်းတယ်လဲဒေါအောင်ဆန်းစုကြည်နဲ့တမ်တအူဝင်းမြင့်ကိုဘာကြောင့်ဖမ်းတယ်လဲဆိုလို့ရှိရင်တော့အဓိကကတော့တကယ်လို့သာသူတို့မဖမ်းလိုက်ဘူးဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်တို့ကတမ်နောက်တစ်ခုအနေနဲ့အစိုးရဖြစ်တော့မှာဆိုလို့ရှိရင်တမ်တစ်ခုဆက်သွားပြီဒီစစ်ခွေးတွေတစ်ခေါက်မှမဖြစ်ဘူးတော့ဒီလိုမျိုးဆက်တိုက်ဆက်တိုက်နဲ့အစိုးရဖြစ်လာမှာကိုသူတို့စိုးရိမ်တယ် ဒီတော့ဆန်းစုကြည်တို့ကသာအစိုးရဖြစ်လာခဲ့တယ်ဆိုလို့ရှိရင်တော့စစ်ခွေးတွေနလန်ထူလာစရာအကြောင်းမရှိတဲ့အတွက်ကြောင့်ဖတ်တယ်ပြီးလို့ရှိရင်တခုဒီထဲမှာသူသူပြောသွားတာဟာသူတို့စစ်ခွေးတွေဘက်ကနေမှเนาะဒီမဲလိမ်မှုနဲ့ပတ်သက်ပြီးတော့အကြင်ကြင်အဖန်ဖန်ဆွေးနွေးဖို့တော့လုပ်ခဲ့တယ်ဒါပေမဲ့လည်းပဲအာနာယအဖွဲ့ဒီကနေမှ လက်မခံဘူးအာသူတို့ကတော့လွတ်တော်ခေါ်ဖို့အတွက်ပဲစ조사နေကြတယ်လို့ပြောတာမင်းနိုင်ပြီးပြီလေမင်းနိုင်ပြီးတော့သူတို့လွတ်တော်မခေါ်ဘဲနဲ့ဘာလို့နေမလဲအိတ်နေကြမှာလားထိုင်နေကြမှာလားမင်းနိုင်ပြီဆိုလို့ရှိရင်အစိုးရအစ်စ်ဆက်ဖွဲ့ဖို့ရာအတွက်သူတို့လွတ်တော်ခေါ်ရတော့မှာလေအခုဒီထဲမှာဒေါ်ခင်ကြီးခွေးကနေမှဟောင်းသွားတာကတော့ဒီ NLD တို့ကိုအကြိမ်ကြိမ်ညှိနှိုင်းဖို့ရတဲ့ ဖိတ်ခေါ်တယ်လို့ပြောတဲ့အခါမှာနင့်တို့တကယ်ပဲညှိနှိုင်းဖို့ဖိတ်ခေါ်ခဲ့သလားညှိနှိုင်းဖို့ဖိတ်ခေါ်တယ်ဆိုလို့ရှိရင် ဘာကြောင့်မို့ခွေးကြဖို့ကနေမှသူ့ကိုတမရနေရပေးဖို့ရန်တော့တမရဥဝိမြင်ကိုဘာကြောင့်မို့နေငယ်နေမကောင်းလို့နာမကျန်းဖြစ်လို့နောက်ထွက်ပါတဲ့အာနာယာဒူးကိုလွဲပေးလိုက်ပါတယ်လို့ဘာကြောင့်တော့ပြောခိုင်းတယ်လဲနင်းတို့ပါဇက်သေးကနေတော့မင်းမယွေးမှုကိစ္စနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းဖို့တော့ပြောတယ်လို့ပြောပေမဲ့လည်းပဲတစ်ဖက်မှာကဟောမှာငါ့ကိုတမတာပေးပါငါ့ကိုတမရပေးပါလို့ပြောခဲ့တယ်ဆိုတော့ တမ်တဲ့ဥပွင့်မြင့်မပေးဘူးမပေးလို့ပဲနင်းတို့ဖမ်းတယ်လေဖမ်းပြီးမှတောင်းတာလားတောင်းပြီးမှဖမ်းတာလားဒေါအောင်ဆန်းစုကြည်နဲ့ဥပွင့်မြင့်ကိုခွေးကျဖို့ကနေမှသူ့ကိုတမရပေးဖို့ရအတွက်သွားတောင်းတယ်ဟုတ်ပြီသွားတောင်းတဲ့အချိန်မှာဘယ်ချိန်တောင်းတယ်လဲဒေါအောင်ဆန်းစုကြည်နဲ့ဥပွင့်မြင့်ကိုတောင်းပြီးမှဖမ်းတာလားဖမ်းပြီးမှတောင်းတာလားဘယ်ဥစ္စာကိုအရင်လုပ်ခဲ့ကြလား ဖမ်းပြီးမှတောင်းတယ်ဆိုလို့ရှိရင်တော့ဟုတ်ပြီနင်တို့ညောက်ကဖမ်းလိုက်တဲ့အတွက်ကြောင့်အခုမြန်မာနိုင်ငံမှာတမရမရှိဘူးငါ့ကိုတမရပေးပါဆိုလို့ရှိရင်တော့မှနင်းနေလေရုပ်တည်ရှိအောင်မယ်ဒါပေမဲ့နင်တို့ကငါ့ကိုတမရပေးပါဆိုပြီးမှ တော့ပြောတယ်မပေးဘူးလို့ပြောတော့ခါမှနင့်တို့ကပြောတယ်လားပြန်စင်းစားပါတကယ်လို့ဒါနင့်မပေးဘူးဆိုလို့ရှိရင်နင့်ရဲ့အသက်ပါစိုးရိမ်စရာရှိတယ်လို့နင့်တို့ချင်းချောက်ခဲ့တယ်ဒါမဲ့တမရဥဝင်းမြင့်ပေးခဲ့တယ်လားခွေယူစီမှာရောက်သွားမဲ့တမရရာသူကိုအသက်နဲ့လဲပြီးကောက်ွယ်ခဲ့တယ်တမရဥဝင်းမြင့်ဒါကြောင့်မို့နင့်တို့လိုချင်တာမရလို့နင့်တို့ဖမ်းလိုက်တာမဟုတ်ဘူးလားဒါကြောင့်မို့မေးမရွေးမှုကြောင့်လားတမရမပေးလို့ဖမ်းတာလား နင်တို့တိတိတတ်တာခွေးတွေဖြစ်တဲ့အတွက်ကြောင့်နင်တို့ကိုကိုကိုတော့လိန်လို့မရပါဘူးဘလောက်ပဲဟောင်းနေဟောင်းနေအမှန်တရားတော့နင်တို့တိပြီးသားဖြစ်ပါတယ်ဆိုတော့အခုဒီထဲမှာအသေးသေးကမင်းတပြားလားအသေးသေးကမင်းတပြားလားဆိုတော့နင်တို့သိတယ်ဆိုတော့ဒီနေ့ဒေါ်အောင်ဆန်းစုကြည်နဲ့တမ္ဒဥပ္ပမြင့်ကိုလည်းဖမ်းလိုက်ပြီးပြီးတော့ခဏတော့သူပြောသွားတယ်ဒီအာဏာရပါတီတချို့တွေလည်းထွက်ပြေးသွားပြီလို့ပြောတယ်ဆိုတော့ဟုတ်ပြီ NLD တချို့တွေကိုနင်တို့ထောင်ထဲမှာချလိုက်တယ် NLD ရဲ့ကောင်းကြီးပိုင်းတချို့ဆိုလို့ရှိရင်လည်းအသက်ပေးခဲ့ရတာတွေရှိခဲ့ပြီးနိုင်ငံခြားရောက်သွားတဲ့သူတွေလည်းရောက်ရောက်သွားကြပြီးရုံးတွေလည်းပိတ်တင်တလို့ပိတ်သွားပြီးဆိုတော့ NLD မရှိတော့ရင်လည်းနင့်တို့ရဲ့နောက်ထဲမှာအမြဲတမ်းအရေးတကြီးကြီးလို့နင့်တို့ကို၆လက်နေတာမဟုတ်ဘူးလားဒါကြောင့်နင့်တို့အချိန်ပြီးအားအားရရ NLD ကြောင့်ပဲနင့်တို့ပြောနေကြတယ် အာအာရရ NLD တွေကိုပဲနင်တို့လက်ညှိုးထိုးနေကြတယ်ဒါတွေကိုကြည့်ချင်းအဖြစ် NLD တွေဟာနင်တို့ရဲ့ဘဝမှာအရေးတခုလူပဲနင်တို့ကိုချိမ့်ချောက်နေတယ်ဆိုတော့ဒီနေ့ NLD လည်းမရှိတော့ဘူးဒီဆိုနင်တို့လွတ်လွတ်လပ်လပ်နေတော့ရသလားပြည်သူတွေနင့်တို့ကိုအသေးသေးကမဲတပြားပဲမဟုတ်ဘူးအသေးသေးကမဲတန်းပေါင်းများစွာနင့်တို့ကိုပေးနေတယ်ဆိုလို့ရှိရင်ဘာကြောင့်ဒီနေ့နင့်တို့ ကြောက်ရွံ့မှုရှိတယ်လားဘာကြောင့်မို့မြန်မာပြည်တပြည်လုံးထဲမှာတရားပုံ69ပုံကဘာကြောင့်မို့တော်လာရဲပဲပါနေတယ်လဲဒါတွေကိုကြည့်ချင်းအားဖြင့်ပဲနင်တို့ဟာမန္တလာမာဝဒလာနင်တို့သိပါတယ်ဒါပေမဲ့အိတ်ဟန်ဆောင်တဲ့သူကိုနိုးရခက်တယ်ဆိုတလို့ပဲနင်တို့ဟာအိတ်ရောင်ဆောင်တော့သူဖြစ်တယ်လို့ယူးရောင်ဆောင်နေတဲ့ခွေးတွေဖြစ်တယ်နော်ဒါကြောင့်မို့အခုဒီထဲမှာဒေါခင်ကြီးကတော့အရင်တုန်းကလိုမျိုး2020ရဲ့ရှေ့တုန်းကလိုမျိုး နော်ဒီဘာလဲအလူဒီမလုံနိုင်တော့ဘူးပျော်ပျော်ပပမနေရတော့ဘူးကလေးတွေလည်းကြောင်းတွေလည်းကောင်းကောင်းမသွားရဘူးလို့ပြောတယ်အလူလုတ်တဲ့အခါမှာမိဘာလဲဘုံကျဲတိုက်ခိုက်တာဘယ်ခွေးတွေလဲကျတော်တော်လာရဲတွေဘုံကျဲတာလားဆိုတော့အခုအရင်တော့ကလိုမျိုးအလူမလုံနိုင်ဘူးလို့ပြောရအောင်နင့်တို့အလူလုတ်တဲ့အခါဘယ်သူပါလုတ်တယ်လဲဒီနေ့လူတော်လာရဲတွေအလူလုတ်မှာပဲနင့်တို့ဒီဘုံကျဲတာမဟုတ်ဘူးလားခွေးကခွေးစကားကောင်းကောင်းပြောပါလို့ပြောချင်တယ်နော် ဒါကြောင့်မို့ NLDD ဟာဒီတော်လန်ရဲရဲ့အဓိကတည်ရခံဖြစ်တယ်လို့ပြောတာ NLDD ကတည်ရခံဖြစ်တဲ့အတွက်ကြောင့်ဒီလက်သုံးချောင်းထောင်ပြီးမှတပိတ်မောက်ခဲ့တဲ့အခါမှာဘယ် NLDD ကလက်မောင်းတမ်းပြီးမှရှေ့ကိုထွက်နေတာဘယ်မှလဲတပ်ပုံဘယ်မှလဲဗီဒီယိုအခုဒီ27တော်လန်ရဲစလာတဲ့အချိန်မှာတော်လန်ရဲမစခင်မှာတပိတ်မောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတွေတပ်ပုံတွေအများကြီးရှိတယ် ဘေးထဲမှာဘေးနေရာမှာဘေးရက်ွက်မှာဘေးရွာထဲမှာ NLD တယောက်ဥဆောင်တာနင်းတို့မြင်တယ်လားလက်နဲ့ကင်တိုင်းရင်သားတွေကမြန်မာနိုင်ငံကိုမတီမငိမ့်အောင်လုပ်တယ်လို့ပြောတဲ့အခါမှာလက်သုံးချောင်းတောင်ပြီးတော့သူ့အရေးလုပ်နေတဲ့အချိန်မှာတိုင်းရင်သားလက်နဲ့ကင်တွေဘယ်မှာရှိတယ်လဲနင်းတို့ပြကြည့်လိုက်ဘယ်မှာလဲဗီဒီယိုဘယ်မှာလဲတပ်ပုံရှိတယ်လား ါကြောင့်မို့နင်းတို့ဟာအရှုံးကြီးရှုံးနေတဲ့ခွေးဖြစ်တယ်။ဒါကြောင့်အခုနင်းတို့ကနေမှနော်အခုနင်းတို့ဘလောက်ပဲမဲဆွယ်မဲဆွယ်အသေးသေးကအမဲတပြားပဲဖြစ်အသေးသေးကမဲတတန်းပဲဖြစ်ဖြစ်နော်နင်းတို့ကိုဘယ်သူမှမထည့်ဘူး။နင်းတို့ကနေမှဓမြတိုက်ပြီးမှရရင်ရလိမ့်မယ်။ဒါပေမဲ့နင်းတို့ရဲ့အာနာဟာတီမဲဖို့လုံးဝမဖြစ်နိုင်ဘူးဆိုတော့ကိုဘယ်တော့မှမမိတ်ကြပါနဲ့လို့ပြောချင်တယ်နော်။ပြည်သူတွေအားလုံးကြမ်းမပြောရှိကြပါစေ။